ားလုံးတို့ကိုတာလေးစားပါကျွန်တော်ရဲ့ RPL အခမ်းမြန်မာ YouTube Channel လေးကနေပြန်လေးကြိုဆိုလိုက်ပါတယ်စစ်ကောင်စီရဲ့ရွေးကောက်ပွဲကမြန်မာပြည်ပကကိုပုံမဆိုးရွားဆင်မဲလို့မလေးရှားဝန်ကြီးတတိပေးလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်အနာသိစစ်ကောင်စီကရွေးကောက်ပွဲကျင်းပပြီးမြန်မာအရေးပြည်ပကအဖြစ်ရှင်ဖို့ကြိုးပမ်းနေခြင်းဟာအာဆီယံရဲ့ဦးစားပေးမဟုတ်ကြောင်းမလေးရှားနိုင်ငံသားရေးဝန်ကြီးကပြောဆိုလိုက်ပါတယ်မလေးရှားနိုင်ငံသားရေးဝန်ကြီး ဒေါက်တာဆီရီမိုဟာမက်ဟာဆန်က မေလ25ရက်နေ့ကအာဆီယံနိုင်ငံသားရဲ့ရာဝန်ကြီးများအစည်းအဝေးပြုလုပ်ခဲ့ကြပြီးယင်းအစည်းအဝေးအပြီးသတင်းစာဆင်လင်းပွဲမှာပြုဆိုခဲ့ကြဖြစ်ပါတယ်56ချိန်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုမလေးရှားနိုင်ငံကွာလာလမ်ပူးမြို့မှာမေလ26ရက်နေ့ကစတင်ပြီး2ရက်ကြာကျင်းပနေပါတယ်အာနာဘင်းစစ်ကောင်စီရဲ့ရွှေကောက်ပွဲဟာမြန်မာ ပြိပခါကိုပုံမိုးဆိုးရဆဲလိုက်မယ်လို့မလေးချားနိုင်ငံခြားရေးဝန်ကြီးကသတိပေးပြောကြားခဲ့ပါတယ်ရွေးကောက်ပွဲဟာအာဆီယံအတွက်ဦးစားပေးအရေးမဟုတ်ပါဘူးဒါဒါတကယ်ပါပဲနိုင်ငံတကာလောကရဲ့မျက်နှာမျက်စိအရှိမဖုံးကွေဖို့အတွက်အပြင်ဆင်လောက်တာတစ်ခုပဲဖြစ်ရင်တော့အထိပ္ပယ်မရှိလာပါဘူးရွေးကောက်ပွဲကအခြေအနေတွေကိုပိုဆိုးလာနေစေနိုင်ပါတယ်စစ်ကောင်စီအနေနဲ့အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုလိုက်နာဖို့တောင်းဆိုပါတယ်လို့ပြောပါတယ်အာဆီယံအနေနဲ့ စစ်ကောင်စီထံသို့ရှင်းလင်းပြသတိကျတဲ့သတင်းစကားပေးပို့ထားပြီးအာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထေပေါ်ပြီးမှသာလျှင်ရွက်ကောက်ပွင့်နဲ့ပတ်သက်၍ဆွေးနွေးမှုများလှုပ်ဆောင်ရရှာမယ်လို့ပြောဆိုထားပြီးဖြစ်ကြောင်းသိရပါတယ်။အားလုံးပါဝင်နိုင်တဲ့ညှိနှိုင်းမှုလုပ်ငန်းစဉ်အောင်မြင်ပြီးမှသာမြန်မာနိုင်ငံဟာစစ်မှန်တဲ့ဒီမိုကရေစီအစိုးရတရားဖွဲ့စည်းနိုင်မယ်လို့မလေးရှားနိုင်ငံသားရေးဝန်ကြီးကဆက်လက်ပြောကြားခဲ့ပါတယ်။မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးတန်တမန်တူဦးကို 3နှစ်သက်တမ်းအတွင်အမြဲတမ်းခန့်အရာအစောပြုခြင်းနဲ့ဆက်ရှင်ရယ်အာဆီယံအဖွဲ့အတွင်သဘောတူညီထားကြောင်းလည်းသိရပါတယ်မြန်မာအရေးပြဿနာဟာမြန်မာနိုင်ငံတစ်ခုရဲ့ပြည်တွင်ရေမဟုတ်တော့ပဲဒေသတွင်ပြဿနာဖြစ်လာနေကြောင်းအထူးသဖြင့်မြန်မာနိုင်ငံမှအနေဆက်ဖြတ်ကျော်ရာဇဝတ်မှုများငွေကြေးခွာချမှုများကြားဖြတ်နိုင်နေမှုများအကြောင်းဒေသတွင်ပြဿနာဖြစ်လာကြောင်းဆိုပါတယ် ဒါပြင်မလေးရှားနိုင်ငံတနင်္ဂနွေကမြန်မာနိုင်ငံမှာမွတ်စလင်ဒုက္ခသည်နှစ်သိန်းကျော်ကိုလက်ခံထားရကြောင်း၎င်းကပြောကြားခဲ့ပါတယ်။ တဆက်တည်းစစ်ကောင်စီနဲ့ NUG တို့ဓာတ်ရိုက်ဆွေးနွေးဖို့အချိန်အခါတင့်ပြီးဖြစ်တယ်လို့မလေးချောင်းဝန်ကြီးချုပ်ကပြောဆိုလိုက်တဲ့တဲ့တင်ကိုလေးတင်ဆက်ပေးသွားပါမယ်။အနာသင်းစစ်ကောင်စီနဲ့မြို့သားညီငယ်ရဲ့အစိုးရ NUG တို့ကြားဓာတ်ရိုက်တွစ်ဆုံမှုတွေစတင်ဖို့တင့်တိုတဲ့အချိန်နေဖြစ်လာပြီလို့ယုံကြည်ကြောင်းမလေးချောင်းဝန်ကြီးချုပ် Anwar Ibrahim ကပြောကြားခဲ့ပါတယ်။မြမနိုင်ငံရေးအကြက်တွေကိုဖြည့်ရှင်ဖို့အတွက်အထူးအပြင်ပေးအင်အားစုနှစ်ခုနဲ့ တီးခြားစီတွစ်ဆုံဆွေးနွေးမှုတွေလှုပ်ဆောင်နေကြတာဟာအခုဆိုရင်အတိပွင့်တွေစတင်ရရှိလာနေပြီဖြစ်တယ်လို့ယုံကြည်ကြောင်းအန်ဝါကဆိုပါတယ်အဲ့ဒီအတွက်လေနောက်တစ်ဆင့်အဖြစ်စစ်ကောင်စီနဲ့အန်ယူဂျီကြားပထမဆုံးအကြိမ်တရေဆွေးနွေးမယ့်အဆင့်မျိုးပြင်ဆင်ပေးနိုင်ဖို့မျှော်လင့်နေတယ်လို့အန်ဝါကဆိုပါတယ်မလေးရှားဟာရှစ်တောင်အာရှနိုင်ငံများအစည်းအရုံးအာဆီယံရဲ့လက်ရှိအလက်ကြောင်းဥက္ကဋ္ဌတောင်းအထားတဲ့နိုင်ငံလေးဖြစ်ပါတယ်စစ်ကောင်ဆောင်မင်းအောင်လည်းဟာ ပြီးခဲ့တဲ့လကထိုင်နိုင်ငံဘန်ကောက်မြို့မှာ N1 နဲ့တကာပိုင်ဆွေးနွေးမှုပြုလုပ်ခဲ့ပြီးအဲ့ဒီနောက်မှာတော့ NUG အဖွဲ့ဝင်တွေကလည်းအွန်လိုင်းကနေတချင်းဆိတ်ဆဲဆွေးနွေးခဲ့ကြပါတယ်။ပြန်အွန်လိုင်းဟာ NUG ကိုအကြံဖက်အဖွဲ့စီလို့တစိုက်ကတ်ထားပေမဲ့လည်းမျက်နှာချင်းစိန်တွေ့ဆုံဆွေးနွေးမှုတွေအထမြောက်ဖို့လိုလားတဲ့သဘောမျိုးရှိနေတယ်လို့လူမြင်ကွင်းနောက်ကွေကဆွေးနွေးမှုတွေနဲ့နှိစက်တဲ့သတင်းရင်းမြစ်နှစ်ခုကပြောပါတယ်။ စစ်ကောင်စီ NUG တို့ကိုမလေးရှားကတိရှောင်းတွတ်ဆုံဆွေးနွေးမည်ဖြစ်ပြီးဒါပေမဲ့အခုတော့သူတို့အရှင်ရှင်စကားပြောရမယ့်အချိန်ချောင်းလာပြီဖြစ်တယ်လို့ထင်ကြောင်းအန်ဝါအစ်ဗရာဟင်ကမလေးရှားရဲ့အုပ်ချုပ်ရေးမြို့တော်ဖြစ်တဲ့ဘူထရာဂျာယာမှာသတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်ဒါပေမဲ့မြန်မာပြည်သူတွေဟာသူတို့အတွက် ူတို့ကိုယ်တိုင်ဆုံးဖြတ်ရမှာဖြစ်တယ်လို့လည်းသူကဆိုပါတယ်စစ်ကောင်စီကတော့ဒီကိစ္စပေါ်ဘာမှမှတ်ရှင်းမပေးသေးပါဘူးဟင်ဂျီပြုတ်ခွင့်ရရရှိနေပုံလက်ကတော့တောင်းဆိုထားတဲ့အချက်6ချက်ကိုလက်လျော့ရင် NUG ကစစ်ကောင်စီနဲ့တွေ့ဆုံမယ်လို့တုံ့ပြန်ထားပါတယ်အဲ့ဒီအချက်တွေထင်မှာစစ်ကောင်စီကနိုင်ငံရေးအထင်မပါဝင်တော့ကြောင်းအမှတ်ခံပြီးတော့ Federal Democracy ပြည်ထောင်စုတစ်တစ်ခုကိုတည်ဆောက်နိုင်ဖို့ဖွဲ့စည်းပုံအခြေခံဥပဒေတစ်တစ်ခုရေးဆွဲဖို့ဂျာကာလာတရားစီရင်ရေးဆိုင်ရာမူဘောင်တစ်ခုသတ်မှတ်ဖို့ဆိုတာတွေပါဝင်ပါတယ်ဒါပေမဲ့စစ်ကောင်စီကတော့ အဲ့ဒီတောင်းဆိုမှုတွေကိုအချို့ပြေလက်ခံမဲ့အလားအလာမရှိပါဘူး။တစ်ဖက်မှာလည်း2021ခုနှစ်မှာအာနာသိမ့်ပြီးတရင်ပြေလုံးစောက်ထုံမှုမျိုးတွေဖြစ်ကုန်အောင်ဒုက္ခပေးပြီးနောက်ပိုင်းပထမဆုံးအကြိမ်ဖြစ်စစ်ကောင်စီဟာလက် short အထွေကြတဲ့စစ်ဆက်နှိမ့်နေမှုလမ်းကြောင်းကိုစစ်ဝင်စားဟန်ပြသလာတယ်လို့အန်ဝါကယုံကြည်နေပါတယ်။နေရှာဆိုရဟာစစ်ကောင်စီ NUG တို့အပြင်တင်းသားလဲနဲ့ဂိမ်အင်အားစုအရှုတ်ကိုလည်းစတင်ရှိတ်ဆက်ဆွေးနွေးနေကြောင်းမလေးရှားတပ်တမန်ရေးအရာရှိသူကဆိုပါတယ်။ဒါပေမဲ့အသေးစိတ်အချက်လက်ကိုတော့ ပြောကြားမသွားခဲ့ဘူးလို့သိရပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။နားဆင်ပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိဘပြည်သူညီကောင်မောင်နှမများအားလုံးကိုကျေးဇူးတင်ပါတယ်။အားလုံးလေးကင်းကျမ်းမာကြပါစေခင်ဗျာ။